င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်ဗမုံမြို့ကတန်ချက်ကတက်ရင်နဲ့ခလရ236ကိုစစ်တပ်ကပြန်လဲရယူသွားပေမဲ့လည်း KIA ပူးပေါင်းတပ်တွေကဗမုံမြို့ပေါ်နေရာတွေကိုဆက်လက်ဖြန့်ကျက်ထားပါတယ်ဗုဒ္ဓံတရဏံကိစ္ဆာမီတချင်းကို DJ ဖွင့်ကြည့်တဲ့ DJ Violet ကိုစစ်တပ်ကဖမ်းဆီးပြီးကာဗာ9ကလပ်ကိုချိတ်ပိတ်လိုက်တဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကချင်ပြည်နယ်ဗမော်မြို့ကတန်ဆက်ကတရင်နယ်ခလရ236ကို KIA ပူးပေါင်းတပ်တွေကထိန်းချုပ်ထားရကနေစစ်တပ်ကပြန်လည်ရိုက်လူသွားပေမဲ့လည်း KIA မဟာမိတ်ပူးပေါင်းတော်လှန်တပ်တွေအားလုံးဗမော်မြို့ပေါ်မှာဆက်လက်ဖြန့်ကျက်နေရာယူကာထိုးစစ်ဆင်နေစေဖြစ်တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူဗမိုးကြီးနော်ဘူကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ17ရက်နေ့ညနေပိုင်းမှာ စစ်တပ်ကခံစစ်လုပ်ထားတဲ့စကခ22ဌာနချုပ်အနီးကတန်ချက်ကတည်ရင်နဲ့ခလာရ236ကိုပြန်လဲရယူသွားတာလည်းဖြစ်ပါတယ်။ KIA ပူပေါင်းတပ်တွေကပြန်လဲစုခွာခဲ့ရပေမဲ့လည်းဗမော်မျိုးပေါ်တစ်ခုလုံးမှာဖြန့်ကျက်နေရယူကဗမော်မျိုးသိန်းတိုက်ပွဲကိုဆက်လက်ဆင်နွှဲနေစေဖြစ်တယ်လို့လည်း KIO ပြောရေးဆိုခွင့်ရှိသူဗမူကြီးနော်ဘူးကပြောပါတယ်။တစ်ဖက်ကစစ်တပ်ရဲ့သတင်းထုတ်ပြန်မှုမှာတော့ KIA ပူးပေါင်းတပ်တွေဘက်ကတပ်ဖွဲ့ဝင်4616ဦးကြာဆုံးသွားတယ်လို့သတင်းထုတ်ပြန်ထားတာဟာ မှန်ကန်မှုမရှိဘဲစစ်တပ်ကစိတ်သက်စစ်စင်ရေးလုပ်နေတာလို့ဗိုလ်မှူးကြီးနော်ဘူးကရှင်းပြပါဗါဒဗမော်မြို့ကိုသိမ်းယူနိုင်ရေးအတွက်2024ခုနှစ်ဒီဇင်ဘာလကတည်းက KIA ပူးပေါင်းတပ်တွေကထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးလက်ရှိဆယ်လနီးပါးကြာမြင့်တဲ့အထိတိုက်ပွဲတွေဖြစ်ပွားနေစေဖြစ်တယ်လို့စစ်တပ်က drone လေကြောင်းပစ်ကိုတွေနဲ့ခုခံနေတာလည်းဖြစ်ပါတယ် KIA ပူးပေါင်းတပ်တွေကတော့ဗမော်မြို့ကိုအပြည့်အသတ်သိမ်းယူနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်းဗိုလ်မှူးကြီးနော်ဘိုကပြောဆိုထားပါတယ်ရှင်။တနင်္သာရီတိုင်းတဲ့တဲ့ပုတ်ကိုတက်ဆက်ပေးကြပါရစေ။တနင်္သာရီတိုင်းဘိတ်တဝဲပြည်တော်စုလမ်းပိုင်းကနေဆုတ်ပြေးလာတဲ့စစ်ရင်တန်းကိုမိုင်းဆွဲတက်ခရရမှာစစ်သား၄ဦးဟာတေသွားခဲ့လို့ဒဝဲခရံတပ်ပေါင်းစုကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရစေ။စက်တင်ဘာလ9ရက်နေ့မနက်ပိုင်းက ဘိတ်တဝဲလမ်းပိုင်းအမတ်ရှိပြည်တော်စုလမ်းတိုင်းစစ်ကြောင်းပြန်ဆုတ်လာတဲ့အင်အားတရာကျော်ပါစစ်ရင်တန်းကို တော်လဲတစ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီစစ်ရင်တဲ့ဟာရွှေကူတောင်စစ်စေးဂိတ်ကနေတရချောင်းမြို့ဘက်ကိုဥတီထွက်ခွာလာတာဖြစ်ပြီးညောင်စင်ရွာနဲ့ရန်တောင်ရွာကြားတောက်ထိန်တောင်လမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီစစ်ရင်တဲ့မှာအန်စာတုံးကား၄စီး၊မြေတင်ကား၃စီး၊ဗီဂိုကား၃စီးပါဝင်ပြီးအရှိဆုံးကားမှာပြည်သူတွေကို လူသားတိုင်းဖြစ်ပြုလုပ်ကား ခေါ်ဆောင်လာခဲ့တာကြောင့်နောက်ဆုံးကားကိုမိုင်းဆွဲတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းတဝဲခန့်တပေါင်းစုကတာဝန်ရှိသူတို့ကပြောပါရတယ်။အဲ့ဒီမိုင်းဆွဲတက်ခတ်မှုတွင်အကျန်းဖက်စစ်သား12ဦးလိုက်ပါလာတဲ့ဗီဂိုကားတစ်စီးကိုထိမှန်ခဲ့တာကြောင့်စစ်သား၄ဦးဟာတေသွားက၃ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါရတယ်။အဲ့လိုမိုင်းဆွဲတက်ခတ်ခံရပြည့်ရဲ့နောက်မှာအကျန်းဖက်စစ်တပ်ကတင်းကျွန်းရွာနဲ့ရန်တောင်ရွာကျေးရွာကိုဝန်ရောက်စီးနှင်းပြီးရန်တောင်ကျေးရွာကနေအိမ်30ကျော်နဲ့ တင်းကျွန်းရွာက နေအိမ်ရှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့ပြင်အဲ့ဒီကျေးရွာတွေကပြည်သူ20ကျော်ကိုလည်းဖမ်းဆီးသွားရလို့လည်းသိရပါတယ်ရှင် မကွေးရသတင်းတပုတ်ကိုကြည့်အောင်ပါမကွေးတိုင်းစစ်ဖြူမြို့နယ်ကပ္ပစာ22ကနေကင်းလဲဖို့ထွက်လာတဲ့စစ်သားတွေမိုင်းနှင်းမိပြီးနှစ်ဦးဟာခြေပြက်ဒဏ်ရာရှိခဲ့လို့စစ်ဖြူကြားစုပျောက်ကြားကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်စက်တင်ဘာလ17ရက်နေ့မနက်ပိုင်းကစစ်ဖြူမြို့နယ်ကပ္ပစာ22ကနေကင်းလဲဖို့ထွက်လာတဲ့အင်အား30ခန့်သာစစ်ကြောင်းဟာတော်လဲတပ်ဖွဲ့တွေထောင်ထားတဲ့မိုင်းတွေကိုနှိမ့်ပြီးပောက်ကွဲမှုဖြစ်ပွားခဲ့တာပါအဲ့ဒီမိုင်းပောက်ကွဲမှုကြောင့်အကြမ်းဖက်စစ်သားနှစ်ဦးဟာ ခြေပြက်ကဒဏ်ရာပြင်းထန်ပြီးကြံရှိနေတဲ့စစ်သားတွေလည်းထိခိုက်ဒဏ်ရာရှိကစစ်ကြောင်းမှာကပ္ပဆ20နှစ်အတွင်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါဗါးအလားတူသခိုင်းတိုင်းရေဦးမြို့ဝကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာမှာဗိုလ်တပ်ဦးပါဝင်စစ်သား9ဦးဟာပြင်းထန်ဒဏ်ရာရှိခဲ့လို့ရှီဘိုကန်အမတ်စလီတရင်ကသတင်းထုတ်ပြန်ထားပါဗါးသတင်းပါလာ17ရက်နေ့မနေ့9နိုင်လောက်ကရေဦးမြို့ကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းဟာရေဦးမြို့အနောက်ဘက်ခြမ်းက တန်တန်ကျေးရွာဘက်ကိုအင်အား40နဲ့စစ်ကြောင်းထိုးဝင်ရောက်လာခြင်းတွင်တော်လိုင်းတစ်ဖွဲ့ဝင်တွေက drone နဲ့ဘုံးကျဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခတ်မှုကြောင့်အကြမ်းဖက်စစ်တပ်ဘက်ကဗိုလ်တပ်အပါဝင်စစ်သား9ဦးအားပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော်လိုင်းတစ်ဖွဲ့ဝင်တွေဘက်ကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့မြန်မာကိုစားပြူတမ်မကြီးဥကြုံမိုးထွန်းကိုဆက်လက်တည်ရှိရေးအဆုံးဖြတ်ပေးနိုင်တယ်။ ုလသမဂ္ဂ Credential Committee ကိုအဖွဲ့ဝင်၉နိုင်ငံနဲ့ဖွဲ့စည်းလိုက်တယ်လို့ညွှန်ရအခြေစားကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးကတည်င်းထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီကော်မတီထဲမှာအန်ဒိုရာ၊ဘော့စဝါနာတရုတ်၊ဒိုမီနီကန်မလေးရှား၊ရုရှား၊စီနီဂေါ၊ထရီနီဒက်၊တိုဘာဂိုနဲ့အမေရိကန်စတဲ့အဖွဲ့ဝင်၉နိုင်ငံပါဝင်ပါတယ်။အဲ့ဒီကော်မတီကနေမြန်မာနိုင်ငံကိုစားပြုတန်မတ်ကြီးဥကြုံမိုးထုံးကိုဆက်ထားမထားဆိုတာကိုစွန့်ပြတ်မှာဖြစ်ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်နေတဲ့တန်မတ်ကြီးဦးကျော်မိုးထွန်းဟာ86ချိန်မှာကုလသမဂ္ဂအထွေထွေညီလာခံတွင်ပြုလုပ်တဲ့အထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးနဲ့ပင်မကော်မတီ6ခုရဲ့အစည်းအဝေးတွေကိုတက်ရောက်ခဲ့ပြီး မင်ကွန်းပေါင်း60ခန်ပြောကြားခဲ့ပါတယ်။မင်ကွန်းဒီရဲမှာလည်းမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုတင်ပြခဲ့ပြီးအထူးသဖြင့်အကြမ်းဖက်ဆေးဥစုက ပြည်သူတွေပေါ်ဇက်တိုက်ကျူးလွန်နေတဲ့လူခွင့်ရေးချိုးဖောက်မှုတွေရက်ဆက်ရုံမှမှုတွေကိုပြောကြားခဲ့သလိုမြန်မာပြည်သူတွေကဆက်အာဏာရှင်ကိုဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတိဆောက်ရေးအတွက်ဆောင်ရွက်နေမှုတွေကိုပါတင်ပြခဲ့ပါတယ်။လက်ရှိမှာတော့ဥကြော်မိုးထွန်းကနယူးယောက်ကကုလသမဂ္ဂမှာမြန်မာနိုင်ငံကိုစားပြုဖြစ်တက်ရောက်နေဆဲဖြစ်ပြီးပြည်ရင်းပြည်ပမှာရှိနေတဲ့ပြည်သူတွေကတော့တမ်မတ်ကြီးဥကြော်မိုးထွန်းကိုဆက်လက်ထားရှိရေးအတွက်လက်မှတ်စုဆောင်တာတပိတ်ပွဲတွေထောက်ခံပွဲတွေကိုပြုလုပ်နေတာလည်းဖြစ်ပါရဲ့ရှင်။ကရင်ပြည်နယ်တဲ့တဲ့ဘောက်ကိုတက်ဆက်ပေးကြပါရစေ။ ကရင်ပြည်နယ်မြရီမြို့ကိုစစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာပြီးတဲ့နောက်မှာမြရီမြို့မှာညပိုင်းအချိန်တွေမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခံနေရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။စက်တင်ဘာလပထမပတ်မှာစစ်တပ်စစ်ကြောင်းတွေက မြရီမြို့နယ်အတွင်းကို BGF ကရင်နယ်ကြားဆောင်တပ်တွေရဲ့အကူအညီနဲ့ဝင်ရောက်လာပြီးတဲ့နောက်မှာစစ်တပ်ကညပိုင်းအချိန်တွေမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့ရပိုင်းအတွင်းမှာမြရီမြို့ကလူငယ်၁၀ဦးကျော်ခန့်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီးတချို့လူငယ်တွေဟာပျောက်ဆုံးနေတယ်လို့လည်းဒေသပြည်သူတွေကပြောပါရယ်အလားတူစက်တင်ဘာလ10ရက်နေ့မနေ့ပိုင်းကမြရီမြို့အမှတ်1ကျွန်းတော်မြို့ပတ်လမ်းမှာနေထိုင်တယ် အသက်18နှစ်အရွယ်ရှိတဲ့မောင်ဇေယမောင်ကို ကားတစ်စီးကအတင်းဆွဲတင်သွားတယ်လို့လဲဆိုထားပါဗျ။မောင်ဇေယမောင်ရဲ့တငယ်ချင်းတွေကတော့ထွက်ပြေးသွားတာကြောင့်လွမြောက်လာခဲ့ပြီး မောင်ဇေယမောင်ကိုကားတစ်စီးကအတင်းကျပ်ဆွဲခေါ်သွားတယ်လို့လဲမိဘတွေကိုအသိပေးအကြောင်းကြားခဲ့တယ်လို့လဲသိရပါဗျ။လက်ရှိမှာစစ်တပ်ကမြောက်ရီမြို့ကိုဝင်ရောက်လာပြီးတဲ့နောက်မှာ တမျိုးလုံးမှာအင်အားအလုံးကြီးဖြန့်ကျက်ထားပြီး အမှတ်၁တရားအပါဝင်မြောက်ရီမြို့ရဲ့အချက်ချကြရနေရာအလုံးကို စစ်တပ်ကထိန်းချုပ်ထားတာဖြစ်ပြီးကရင်နေကြားစောက်တပ် BGF ကိုဖယ်ရှားလိုက်တယ်လို့လည်းဒေသပြည်သူတွေစီကနေသိရပါတယ်ရှင်။မန္တလေးရတဲ့တပုတ်ကိုကြည့်အောင်ပါ။မန္တလေးမြို့မဟာအောင်မြေမြို့နယ်ရဲမွန်တောင်ရက်ကွယ်5336လမ်းတောင်က ကာဗာနက်ကလပ်မှာ DJ Violet ကဖယားစာဖြစ်တဲ့ဗုဒ္ဓံတရဏံကိစ္စမိကို DJ ဖွင့်ကောက်ကုံခဲ့တဲ့အတွက်စစ်တပ်က DJ Violet ကိုဖမ်းဆီးကာကာဗာနက်ကလပ်ကိုလည်းချိတ်ပိတ်လိုက်တယ်လို့သိရပါဗျ လူမှုကွန်ရက်မှာဗုဒ္ဓံတရဏံကိစ္ဆာမီတခြင်းကို DJ အဖြစ်မြမြွကြွကြဖြစ်စေဖို့အတွက်တိခတ်ကခုန်နေတဲ့ဗီဒီယိုဖိုင်ဟာပြန့်နှံ့လာပြီးရဲ့နောက်မှာမဘာသာအစွန်းရောက်တွေ ဖြစ်ကြတဲ့ပေါက်ကိုတော့အမျိုးသားရဲ့အစွန်းရောက်မြို့ချေယဟန်တော်များတမကကအရှင်သူစိတ်တတို့က ဗုဒ္ဓဘာသာကိုစော်ကားတဲ့လုပ်ရက်ဖြစ်အရေးယူဖို့လှုံ့ဆော်ခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာစစ်တပ်က DJ Violet ကို Mackin ထွေထွေမွန်ကိုဖမ်းဆီးလိုက်တယ်လို့မန္တလေးက Kava Necklace ကိုလည်းချိတ်ပိတ်လိုက်တယ်လို့လည်းသိရပါတယ်။ DJ Violet ကို Mackin ထွေထွေမွန်ကတော့ ဖျားသချင်းကို DJ ဖွင့်ကကောက်ခုံမိတဲ့အတွက်တောင်းပန်တယ်လို့လူမှုကွန်ရက်ဆက်မျက်နှာမှာစတင်ခဲ့တဲ့ပြင်တင်ကန်းကျွန်းမြို့တန်ခနာယကအဖွဲ့စီမှလည်းတွားရောက်တောင်းပန်ခဲ့ရလို့လည်းသိရပါဗျ။ဒါပေမဲ့အမျိုးသားရေးအစိုးရမြို့ချစ်ရဟန်းတော်များတမကကအရှင်သူစိတ်တာကဗုဒ္ဓနဲ့ပတ်သက်တဲ့သချင်းဖွင့်ပြီးကလပ်မှာ DJ ပုတ်ကပြီးဗုဒ္ဓဘာသာဝင်တို့ရဲ့စစ်နှလုံးကိုညှိုးနှွမ်းအောင်လုပ်ခဲ့တယ်။နေမျိုးအောင်ချွေးမှထွေးမုံနဲ့အပေါင်းပါတွေကို ဥပဒေကြောင်းအရအရေးယူနိုင်ရေးဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ကြေညာခဲ့ပါတယ်။အလားတူမဘာသာအစွန်ရောက်ပေါ့ကိုတော့ကလည်း DJ Violet ကိုအရေးယူရေးလှုပ်ဆောင်ရမယ်လို့ကြုံးဝါခဲ့ပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးတဲ့တိုင်းတစ်ပုတ်ကတော့ထိုင်းနိုင်ငံချွန်ဘူရီခရိုင်စစ်ရုံမှာအလုပ်ထုတ်ခံရတဲ့မြန်မာအလို့သမား38ဦးကလုံအားကဘတ်2သိန်း2000ကျော်ပြန်လဲရရှိဖို့အတွက်ကုညီဆောင်ရပေးခဲ့လို့ MHAC မဟာမိတ်အဖွဲ့က AC ကိုရဲမင်းကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။သတင်းမလာ10နေမှာအလို့သမားတွေကိုမတရားအလုပ်ထုတ်ခဲ့တဲ့စစ်ရုံဘက်ကပြန်လဲညှိနှိုင်းခဲ့ပြီးလူသမားတွေရရှိမဲ့လုံအားကားတွေကိုပြန်လဲပေးချေခဲ့လို့လည်းသိရပါရတယ်။ မတရားအလုပ်ထုတ်ခံရတဲ့အလုပ်သမား38ဦးဟာ MHAC အဖွဲ့ကိုဆက်သွယ်ကအကူအညီ တောင်းခံလာတဲ့အတွက် NUG အလုပ်သမားဝင်ထဏနဲ့ MHAC မဟာမိတ်အဖွဲ့ပူးပေါင်းကသက်ဆိုင်ရာနယ်မြေခံရုံးမှာကူညီဆောင်ရွက်ပေးကြတာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲဒီဆက်ယုံဟာမြန်မာလူသမား38ဦးကိုအထောက်အထားပြည့်စုံလဲမပြည့်စုံလို့ဆိုတာ ကြိုတင်အသိမပေးပဲအလုတ်ထုတ်ခဲ့တာလည်းဖြစ်ပါတယ်။တချို့စက်ယုံတွေကစရေးတွေဟာအပြင်ပွဲစားတွေနဲ့ပေါင်းပြီးအလုတ်လျှောက်ထားကယူကစက်ယုံလူလိုတဲ့အခါခေါ်ခိုင်းကြပြီးစက်ယုံကလူမလိုတော့တဲ့အခါမှာတော့အကြောင်းမဲ့အပြစ်ရှာကအလုတ်ထုတ်တာတွေကိုလုတ်လာရဲလို့လည်း AAC ကိုရဲမင်းကပြောပါတယ်။ MHAC မဟာမိတ်အဖွဲ့ကိုလည်းအဲ့လိုဖြစ်စဉ်တွေမျိုးတွေ ဩဂတ်လအတွင်းမှာအမှုပေါင်း90လောက်ထိတန်ကြားလာမှုတွေရှိတာကြောင့်တက်နိုင်သမျှလိုက်လံဆွမ်းပေးနေတယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမှမြပါ။